Sky Daily ကြည့်ရှုသူမိဘပြည်သူများရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်း MRESA နဲ့မြန်မာနိုင်ငံအင်ချမ်းမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA တို့နှစ်သင်းပူးပေါင်းက MOU လက်မှတ်ရေးထိုးခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်း MRESA နဲ့မြန်မာနိုင်ငံအင်ချမ်းမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA တို့ နှစ်သင်းပူပေါင်းက MOU လက်မှတ်ရေးထိုးပွဲကိုတော့ယမန်နေ့မတ်လ10ရက်နေ့လယ်3နာရီကတာမွေမြို့နယ် Sky Star Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအတင်းဘဟုဥက္ကဋ္ဌဒေါ်မိုးမိုးအောင်ဦးဆောင်ပြီးအတင်းသူအတင်းသားများအချမ်းမြေလုပ်ငန်းနှင့်ပတ်သက်ပြီးကြမ်းကြင်နားလည်စွာလုပ်ကိုင်တက်စီဖို့အချမ်းမြေနှင့်ပတ်သက်တဲ့စီမင်းစည်းကမ်းဥပဒေများကိုတည်ရှိက စနစ်တကျလိုက်နာဆောင်ရွက်တက်စီဖို့ အိမ်ချမ်းမြေလုပ်ငန်းလိုင်စင်ရရှိစေဖို့စတာတွေအပြင်အိမ်ချမ်းမြေလုပ်ငန်းလုပ်ကင်ရမှာကစတမာနဲ့ပြောဆိုဆက်ဆံရေးအဆင်ပြေစေဖို့တဦးနဲ့တဦးအပြန်အလှန်လေးစားမှုရှိစေဖို့စတာတွေကိုရည်ရွယ်ကအိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အသိပညာပေးသင်တန်းများငွေကြေးခွန်အားထားအသိပညာပေးသင်တန်းအပြင် PDEB သင်တန်းအစရှိတဲ့သင်တန်းတွေကိုလည်းစင်စက်မပြတ်ဖွင့်လှစ်တင် जा ပေးလျက်ရှိတယ်လို့သိရပါတယ်။ ဒါအပြင်အိမ်ချမ်းမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ပြည်ရင်းပြည်ပလုပ်ငန်းရှင်များနဲ့လည်းမိဖက်အဖွဲ့အစည်းဖြစ်စေဖို့ MOU လက်မှတ်ရေးထိုးခဲ့တာအပြင်2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာလည်းကိုရီးယားနိုင်ငံဖိလစ်ပိုင်နိုင်ငံနှစ်နိုင်ငံနဲ့ပူးပေါင်းက MOU လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။ရှမန်နေမက်စလာ10ရက်နေ့လယ်3:00နာရီမှာလည်း Sky Star Hotel တွင် မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်း MRESA နဲ့မြန်မာနိုင်ငံအင်ချမ်းမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA တို့နှစ်သင်းပူးပေါင်းကအင်ချမ်းမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့အသင်းသူအသင်းသားများတိုးပါလာစေဖို့ရည်ရွယ်ကနှစ်ဦးသဘောတူမိဖက်အဖွဲ့အစည်းအနေနဲ့ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အဆိုပါလက်မှတ်ရေးထိုးပွဲကိုတော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မွန်းမွန်းအောင်နဲ့အတူဒုတိယဥက္ကဋ္ဌများ အထွေထွေအတွင်းရေးမှူးချုပ်ဗဏ္ဍာရေးမှူးများနဲ့အလုံးမှုဆောင်များတက်ရောက်ခဲ့တယ်လို့သိရပါဗျ။